ကျမဒီနေ့ဖတ်ပြပေးမှာကတော့ဆရာမောင်ကိုယူရေးသားထားတဲ့ကိုမုံသာလွမ်းခြင်းဆိုတဲ့ဝိထုတိုလေးတစ်ပုဒ်ပဲဖြစ်ပါလေရှင်ကိုမုံသာလွမ်းခြင်းတက္ကသိုလ်ဤဆောင်းရသည်နန်းနက်ခင်းသည်ကိုမုံသာအတွက်နှိမ့်သက်စရာအကောင်းဆုံးအချိန်ဖြစ်၏အမှန်ဆိုရနှင့်တက္ကသိုလ်ပရဝံမာသာဖြစ်ပါကယာတိအလုံးအချိန်အလုံးသည်သူဤသူအံဖြင့်တာယာတိကြီးဖြစ်သည်ဟုကိုမုံသာမြင်၏ဆောင်းရသည်နန်းနက်ခင်းကိုတော့မူပို၍ဆွဲမဲ့သည်ဟုသာဆိုရပါမည် ိုးရသည်ဆိုရင်စိမ်မန်းတို့ရဲရဲနီအောင်နမ်းမောပန်းခင်းထားမြေမိုးပတောက်တို့ဝါဝါထိန်နေအောင်တစားစင်မြေဆောင်းရသည်ရောက်ပြီဆိုရင်ဂန်းကုန်နဲ့သင်းမြေနှင်းမြူမှိုင်းမြေတွင်ဦးရသည်တွင်အော်အော်တန်ကအရွက်တွေဖွဲ့ဖွဲ့လှုပ်အောင်ချွေးချမြေသည်ဤနေရာဤဒေသဝဲသူကျင်နေခဲ့သည်မှာကြာခဲ့ပြီဤနေရာဤဒေသသည်ပင် သူဘဝဖြစ်၏ ပကြီးကတိကအဖြစ်အမှုမထမ်းခင်ကလည်းသူအိန္ဒိယတွင်ပင်ကျဆားခဲ့ပြီးဖြစ်သည်ကိုမုံသားထက်သက်တမ်းရင်းစွာအိန္ဒိယပတ်ဝန်းကျင်၌ရှေ့မီနောက်မီတက်ရှိထင်ရှားလှုပ်ရှားနေသည့်ပုံကူများကိုညွန်ပြရပါမူလက်ညှိုးထိုး၍ရေတွက်နိုင်လောက်အောင်နေပါလှပါသည်ဆရာကြီးဥဖေမောင်တေဆရာဇော်ကြီးဆရာမင်းသူဝန်တို့လိုဆရာကြီးများအ ਨੇ ချင်းကလွဲလင်းသူသားနှင့်ဝါရည်ဆုံးပုံကူဟု ကိုမုံသားကဂုဏ်ယူတတ်သည် ကိုမုံသားတက္ကသိုလ်ဆရာသည်နှစ်ကိုမြမနီးဖြင့်မှတ်သားမိသည်၍ညွန်ပြရပါသောထိုခါကမြမပြည်ရန်ငွေနှင့်မပြည့်တပြဲတထုံပကူးဆောင်တို့မှကပ်ပလီစစ်သားတို့အထုတ်ထမ်း၍မစွန့်ခွာသေးသောကာလပင်သည်ကိုမုံသားသည်အနာကဖွာဆန်ကျင်းနေပြီဖြစ်သောအဖြူရောင်အိုးဘွားဘောင်းမီရှိဖြင့်ဒုတ်ောက်ကိုညာလက်ကလွှဲ၍ဒီပတိလန်တိုင်းတလှမ်းချင်းရှောက်၍လာ၏ယခုခေတ်မျက်စိဖြင့်ကြည်လင်ကိုမုံသားဆင်းမြန်းထားသောဘောင်းမီသည် ပြားတိုက်လွင်ထား၍ရလောက်ပြီးဖြစ်သည်ခါတစ်ဖက်တစ်ချက်တွင်ဘာကယ်ကွင်းတက်ရှိပေါင်းပြီးဖြစ်၏ခြေတော်အိုးဝသည်နောက်ထပ်ခြေတစ်ချောင်းထပ်ဆိုး၍ရာသေးသည်ယခုတော့နည်းနည်းချင်းလမ်းလျှောက်ချိန်တွင်သာဤအနှွေးလုံးစင်ရန်ဝေးရသောပစ္စည်းဖြစ်တော်လဲပိုးတော့ခါကမူဤပေါင်းပြီးဖြစ်ပင်ပွင့်သစ္စာတက္ကသိုလ်ကျောင်းသားအဖြစ်တလွှားလွှားဝင့်ဝါနိုင်ခဲ့ပါသည်ပွင့်နေတဲ့ပင်ဘက်မှလူကြီးတအုပ်ဒုက္ခကိုစီရမ်း၍ခက်သွဲသွဲရှောင်လာကြ၏ ။မြူနှင်းတို့ဝေဆိုင်မှုံမိုင်းနေသည့်ကြားမှာပင်ထိုလူအုပ်ကို ရှေ့ဆောင်လာသောရှေ့ဆုံးကလူကိုရှမ်းပြည်ဦးတည်ဖြစ်ကြောင်းကိုမုံသာသိပြီးဖြစ်၏။လူတကိုပင်ဝင်ထိုင်လောက်သောဘောင်းမီတို့အဝါကျဲဖြင့်ရှိဆုံးကလွားကလေးလွားကလေးရှောက်လာသူကလည်းဒုတ်ောက်ကလေးတနှွဲ့နှွဲ့ထောက်၍မျက်နှာချင်းဆိုင်ရှောက်လာသောကိုမုံသားကိုဒုတ်ောက်မြောက်ပြရင်းနှုတ်ဆက်သွားသည် ကိုမုံသားသည်ပြုံးပြရင်းသာထိုလူအုပ်ကျော်လွန်သွားသည်ထိကြည်ရင်ကြံရခဲ့၏ ။ဩဩကြပြီကောဟုစိတ်တွင်းကအမှတ်ချက်ချမိ၏။ပြည်တွေကလည်းကြားခဲ့ပြီလေ။ကိုတော့ကဒီနေရာမှာဟောဒီအပန်းဖြစ်ရိတ်သာအဆောင်အုံကြီးပဲရှိအောင်လဲ။မယမ်းမေအုံကြီးဟီးထားလို့ပေါ့။ဒီစာကြီးတိုက်ကြီးကလည်းမိုင်းပုံတန်နဲ့အုပ်ပုံသာသာပဲရှိသေးတယ်။သူနောက်ကအခုဖွေးဖွေးလုံအောင်ပွင့်နေကြတဲ့ဂန်းတော်တော်ကြီးဟာမျိုးတောင်ချရသေးတာမဟုတ်ဘူးအပင်အောက်ကခုန်နှန်းတွေကတော့ပြောမနေနဲ့ကြားတောင်မကြားဘူး ကိုမုံသာသည်ရှေးကာလနှင့်နှောင်းကာလသူမိသည်များစိတ်ထဲတွင်နှိုင်းရှင်၍ကြည်မိသည်ဟုတ်သားပဲလေဟောဒီတိပုံပင်ကြီးနဲ့ဟောဝကဘွယ်နေတပင်ကြီးကသာကိုတော့ကအတိုင်းအခုရှိနေတာဒါတောင်မှဘွယ်နေတပင်နောက်ဘက်ကိုတရေ၆တဲပြောကြလို့ဘသူမှညဘက်မသွားရဲဘူးဘွယ်နေတပင်နောက်ဘက်မြေခွက်ဟာစေတွင်းကရင်ခွေးယုံလုပ်ခဲ့တယ်ဆိုတာပဲဒါပေမဲ့လှတာပါပဲကိုတော့ကလည်းလှတာပဲအခုလည်းလှတာပဲ တက္ကသိုလ်ကြီးကတော့အလှတရားတွေလွှမ်းမိုးထားတဲ့နေရာပဲပန်းရောင်ဆုံးခြေထားတဲ့ဥယျာဉ်ကြီးပါပဲဟောဒီတိပုံပင်ကြီးကတော့ပန်းဥယျာဉ်ကြီးရဲ့မလဲနိုင်တဲ့အလံတိုင်းကြီးပေါ့ကိုမုံသားဤအတိတ်စိတ်ကူးပကြီးတို့ကိုသိပ်ပန်အဆောင်တောင်းရှိ ခုံတန်းလျားပြားလေးတွင်ရှင်တွဲထိုင်နေကြသောចောင်းသားចောင်းလူမောင်နှံတို့ကအာယုံပြောင်းသွားစေသည်အရင်တိုင်းမှာပဲအရင်တိုင်းမှာပဲကိုရုံးကလည်းဒီလိုပါပဲမေတ္တာရှုခြင်းတွေ ရှိတာပဲ ခုံနှန်းလေးမရှိတာရှိတာပဲကွာတာပါ။တဝင်းကြီးရှုခင်းကလှတဲ့ကဲ့သို့တက်ရှိတို့ဤလှုပ်ရှားမှုရှုခင်းကလည်းလန်းဆန်းလှပပြီးသည်။ထို့ကြောင့်ကိုမုံသားဟုဤနေမျိုးကိုမစွန့်ခွာရဲအောင်ဆွဲမင်းမိချင်းဖြစ်၏။အချို့သူများကတော့ဤတက်ကတော့ကိုကိုကိုစီရဲ့ကိုကိုစီရစီရဲ့အဖြစ်သဘောထားနိုင်ခဲ့ကြမည်ဖြစ်သည်။ဝင်လာကြသည်စွန့်ခွာ၍သွားကြသည်။သူတို့တွေဤနေရာမှာရှိခဲ့စဉ်ကဤလိုပင်တွဲခဲ့ကြသည်။ မြစ်တာပန်းတွင်ပွင့်လန်းခဲ့ကြသည်အိန္ဒိယတွင်ဇလန်းတွင်ဖန်တီးခဲ့ကြသည်ညအခါလာတာတာအီလန်မဘော်တွင်ပလင်းထောင်၍ရွှေစပယ်ယုံသချင်းကိုဆိုးကားဝေးနေအောင်ကခဲ့ကြသည်ပြီးတော့မိမိပျောက်ပျောက်ပင်ဤเจ้าကိုဆုံးခွာသွားကြသည်သာဖြစ်၏တနင်္ဂနွေနံနဲ့ခင်များတွင်ခရိုင်အသင်းတို့ပျော်ပြီးထွက်ရန်ငကားကားတွေဤလမ်းမှာတန်းစီ၍စူဝေးသွားကြမည်ဖြစ်၏။ခြေသူကိုယ်စီရှိကြသူတို့ကတော့ဤနေရာသည် သူတို့နေပင်သည်သက်ဆိုင်ရာခရိုင်သေးများတွင်လက်မှတ်ကိုစီဝယ်၍တွေ့ကြသည် ထို့သောမဟုတ်လင်မြို့ထဲသို့ထွက်၍ရုပ်ရှင်ကြည့်ရန်ဘင်တန်ဆောင်အင်းအားဆောင်ဝတွင်အဆောင်ကိုရန်ကိုပေါ့ဆူပေး၍အခေါ်လှုပ်ကြသည်မြို့သားနှင့်နနေခင်းတွင်မြို့ရင်းသို့ခြိတဲ့ရန်ကားများဤလမ်း၌စုဝေးတတ်ကြ၏ဤခါမျိုးတွင်ဒူဘတ်ဝိုင်းသည်မြိုင်ဆိုင်လှသည်ကိုယ်တော်ကဤနေရာမှခေါတောင်းအလံဒီ၎င်းဘူဘတ်တန်ဒီ၎င်း အမျိုးသားရေးကိုနှိတော်ကြားရှေ့ဆောင်နိုင်ခဲ့သည် သူမှာတော့ဤနေရာကလည်းမစွန်ခွာနိုင် သူများတကားလိုတန်းတားစရာအောင့်မေ့တားသားစရာမှတ်တမ်းလေးဇလန်းလည်းမရှိတကယ်တော့ဤလှုပ်ရှားမှုတကားကိုနောက်ရောင်ခံလိုက်၍ပကြီကောက်ကြောင်ရေးဆွဲခဲ့သည်မှအပမေမေရရဘာမျှပြန်လဲပြောပြစရာမရှိခဲ့ပေသို့သောသူသည်ဝင်လာသူကိုရော ထွက်သွားသူကိုပါသိသည်ဟောဟစ်သူကိုရောမဲ့သူကိုပါ တွေ့ခဲ့ရသည် အလန်းနဲ့လူုံကြီးကိုလည်းရေးဆွဲခံပြီးဖြစ်၏အဆောင်ရှိကညစာစားပွဲအငိမ့်စဉ်ကိုလည်းဆေးရီးဖူးခဲ့ပြီးဂန်းကောပင်အောက်ကချစ်သူနှစ်ဦးကိုလည်းစီစေးတင်ခဲ့ပူပြီးပိုစတာနှင့်အကြောင်းသားပန်းစည်းနှင့်အကြောင်းသူတယောနှင့်ညာမင်းသားအားလုံးအားလုံးတို့ကိုပိတ်ကားပေါ်မှတ်တမ်းတင်ခဲ့ပူပြီးဖြစ်၏သို့တော်သူ့အတွက်မှာငိုစရာဇာလန်းမရှိခဲ့ရေးစရာပြက်လုံးမကြခဲ့တဲကြွစရာကြွေးကြော်တဲ့မတိုင်ခဲ့ရချေ မမရရမမိနိုင်စရာနည်းဟူ၍မပြောမဖြစ် ပြောပြရမည်ဆိုပါလင်တာကာတအောက်ထပ်ပကြီးပြပွဲလုံးစဉ်ဤတနေ့ကူသာလက်ညှိုးထိုး၍ပြနိုင်ပါသည်ထိုစဉ်ကကိုမုံသားသည်ဥပဇာတန်းចောင်းသားမျှသာရှိသေးသည်ဝါသနာရှင်ចောင်းသားတို့စူဝေးပြီးပြသောပကြီးပြပွဲတွင်ကိုမုံသားဤအင်းအားကံမောင်းရှူခြင်းစီစည်းကားကိုနှစ်သက်သူမိမိခင်က သူ့ကို မိတ်ဆက်သောနေဖြစ်၏ ်ထိုနေ့နောက်ပိုင်းတွင်တော့ကိုဟွန်သာ၏၄၀မှတ်တမ်းတို့သည်စူပြေပြီးအသက်ဝင်လာတော့သည်ပကြီးပြပွဲပြီးဘေတန်းဆောင်နေမိမိခင်ထန်တို့သူနှစ်သက်သောပကြီးကားကိုလက်ဆောင်သွားပေးခဲ့သည့်ညနေခင်းသည်ကိုမုံသာဟုဘဝတွင်ပထမအကြိမ်ရင်ခုန်ရသောအခါဖြစ်သည်မိမိခင်၏ချစ်စပွဲဧကန်စကားတို့ကဘင်တန်မှအင်းဝသို့ပြန်လမ်းတစ်လျှောက်လုံးကိုမုံသာကိုမြူးကြွစေခဲ့သည်ထိုနှစ်သည်ကိုမုံသာဟုအဆိုပြေဆုံးအသာရဆုံးနှစ်ပင်သည် တက္ကသိုလ်ပတ်ဝန်းကျင်တစ်ခုလုံးအလှဆုံးအတောက်ပါဆုံးနှစ်ပင်သည်ညနေခင်းမိမိခင်းနှင့်အင်းအားဖြင့်လမ်းလျှောက်ရင်းပျော်ခဲ့သည် ခင်ကိုပကြီးတင်ပေးပါလားကိုမုံသားဟု တောင်းဆိုသည်ကိုဟုတ်ကဲ့တင်ပေးတာပေါ့ဟုဝန်ခံကလေးပေးရင်းစုတ်တန်းကင်ပြီးပင်မပြခဲ့တော့လဲနနေတိုင်းပင်တန်းဆောင်းဝါသို့ဂန်းကောပန်းဆက်ရောက်ခရာသည်ပြီးတော့သူပေးသောဂန်းကောပန်းကြီးကိုပွေလျက်ဂျက်စင်မျောစင်အောင်၌ နှင်းသက်လေးကိုရှူရင်းမိမိခင်နှင့်စကားပြောခဲ့ရလေသည်ထိုစဉ်ကမိမိခင်ကို ချစ်မိခဲ့ပါသည်ယင်းနှင်းအောင်မင်းတွေ့တာမိခဲ့ပါသည်သို့သောဖွင့်ပြောရန်မဝင်စားခဲ့ထိုနှင့်အစာမေးပွဲကြည့်ပြီးမိမိခင်နေရာသို့မပြန်မီတနက် တနန်နဲ့ကစင်ဝင်ရှိတမာပင်အောက်မှနောက်ဆုံးတွေ့ခဲ့ရသည် မပြန်ခင်ကိုမုံသာခင်ကိုပြောစရာရှိတယ်ဆိုတာပြောလေခင်ကမနဲ့ပြန်ပြန်တော့မှာ ကိုမုံသာသူ့ရင်ကိုဖွင့်ပြရန်စကားပြောင်းခဲ့ပြီးဖြစ်၏မပြန်မီတရက်တွင်တော့သူ့မိသားကိုဖွင့်ပြရန်ရည်ရွယ်ခဲ့သည်မှာအမှန်ပင်ဖြစ်၏ယခုလိုမိမိခင်ကသူ့ဖွင့်ပြရမည်စကားကိုမင်းနေပြန်တော့သူ့မှာရည်တလက်လက်ခုံရသည်ရှစ်စကားများကမူပွင့်အံ့၍မလာနိုင်ခဲ့ပြောမယ်လဲဆိုသေးတယ်အခုတော့ဘာငိုင်းနေတာလဲမိမိခင်ကထပ်မင်းနေပြန်ရောကိုမုံသာအဖြေခက်ခဲ့ရသည်အော်ဒီလိုပါခင်ကိုကျွန်တော် ကိုမုံသားစကားရက်သွား၏ခင်ကိုဘာဖြစ်လဲကိုမုံသားရဲ့မိမိခင်ကကိုမုံသားကိုမော့ကြည့်ရင်ပြုံးပြုံးလေးမင်းနေပြန်မှ မတက်တာနာတော့ကိုမုံသားမှာကျွန်တော်ခင်ကိုပုံသူဆွဲကျင်လို့မိမိခင်ဒီကိုမုံသား၏ဖြူကူကြရပြီးနောက်တပြင်းတစ်ချက်ချလိုက်၏ဒါများကိုမုံသားရဲ့ပြောရမယ့်စကားကို အရှိန်ယူနေလိုက်ရတာခင်ပုံလူဆွဲတာများခင်ကဝမ်းသာရမယ့်ဥစ္စာကဲကြောင်းမြန်ဖွင့်လို့ခင်ပြန်လာရင်ဆွဲပြီးဟုတ်လား ဒါပဲလှလှလေးဆွဲပြီးရင်ခင်ကိုပေးရမယ်နော်ဤသို့ဖြင့်ကိုမုံသားဤမိသားဇလန်းကြီးကမင်းပုံမပေါ်ပဲစီးပြေခဲ့ရသည် နောက်နေ့ပင်မူမညီညွတ်သော အကြောင်းကြီးကြောင့်မိမိခင်ကိုတက္ကသိုလ်၌ကိုမုံသားပြန်မတွေ့ရတော့ချေနောက်များမကြာမီမှာပင်မိမိခင်သည်မိမတို့၏ဝေဒနာဖြင့်လောကကိုဆုတ်ခွာသွားခဲ့ပြီဟုကြားလိုက်ရ၏ကိုမုံသားအဖို့မူကပကြီးဆွဲရင်းစိတ်လေးစာမေးပွဲများကိုရှုံးတလဲအောင်တခါအလီလီဖြစ်ရင်း ခင်ကိုလွမ်းရင် တက္ကသိုလ်တွင်တန်လျာလဲခဲ့ရလေသည်ဘဝတသက်သာတွင်မပြေနိုင်တော့ဒီမှာကမိမိခင်သည်သူအားထူစဉ်ကမေတ္တာမျှခဲ့မမျှခဲ့ဟူသောပြဿနာပင်သည်အကယ်၍သာ ဖွင့်ဟပြောခဲ့ပါနှင့်ခင်သည်ကိုမှုန်သာလူခြင်းသောအဖြစ်ကို ပေးမည်ဟူသောအမည်သည် တွင်မိလေတိုင်းကိုမုံသားကိုတအုံနှွေးနှွေးရင်မောစေပေသည်ဤပဟေလိကိုဖြေနိုင်ကောင်းသူကထထပင်ရှိတော်သည် ထထသည်သူစဉ်ကမိမိခင်အချစ်ဆုံးတဆောင်နဲ့တခန်းနဲ့နေငယ်ချင်းဖြစ်၏ယခုအခါကတိကဘွားဖြင့်ဝိဇာနှင့်သိမ့်ပန်တက္ကသိုလ်တွင်ဆရာမလုံနေသူဖြစ်သည်ထထ၏ခင်မုန်းသည်လည်းကိုမုန်သာနှင့်အကြောင်းနေဘက်ပါမောက်ခဦးထွန်းတွင်ဖြစ်သည်သူတို့ပကံလန်းတွင်နေကြသည်နန်းတိုင်းလမ်းလျှောက်ကြမည်ဖြစ်သည်နန်းတိုင်းအင်းရလန်းတွင်စုံမည်ဖြစ်သည်ဝင်နေတဲ့ဘယ်နောက်ဖက်ဝင်ပေါက်ကိုကြော်လိုက်ပြီးအင်းရလန်းမောခြေတင်လိုက်မိသည်နှစ်တပြိုင်နက် ကံမောင်ဘဲမှရှောက်လာကြတော့ထထလူဇနီးမောင်နှံနှင့်စုံမိတော်သည်ဘယ်နဲ့လဲဆရာကြီးမြင်ကိုမင်းသားကြီးဝတ်တဲ့ဘောင်းမီကြီးနဲ့ပါလားဦးထုံနေကစား၍နှုတ်ဆက်သည် မောင်ကအခုမျက်စိနဲ့ကြည့်ပြီးပြောတာကိုကိုလုံးကသူဒီဘောင်းမီနဲ့ပဲခက်ကြော်ကြော်ဝတ်ပြီးခင့်စီကိုလာလာနေတာမဟုတ်ဘူးလားကိုမုံသားကိုမုံသားဒီပြုံးရင်ထားပဲသူ့ခေါင်းကြီးပြပြီးဟုတ်ပါတယ်ဗျာဒီဘောင်းမီနဲ့ပါပဲ ဒါကြောင့်ဘလောက်ဆုံးဆုံးအခုလိုနည်းနည်းခင်းမျိုးမှာအလွမ်းပြေဝေးရတာပေါ့ဟုစကားပြန်လိုက်၏အမေအခုမှအလွမ်းတယ်မနေပါနဲ့ကိုခမရဖြစ်အယိုးဆွေးနေပြီသူဒါကြောင့်လူလူကြီးဖြစ်နေတာအခွင့်အရေးရှိတုန်းကတော့ဖွင့်မပြောခင်ပဲနဲ့ဟာဒုပကြီးကျော်ကြီးကဇလန်းတွင်နေပါလားမဆိုးပါလားဟာဒုတောင်မသိခဲ့ပါလားဟုတ်တာပေါ့မောင်ရဲ့သူလေထားတငယ်ချင်းခင်ကိုပိုးခဲ့တာထားလို့တည်တာပေါ့ကိုမုံသားအခုတော့တဲလွန်စားရချီပြီ တူတုံနွေးနွေးဖြစ်ခဲ့ဒီကိုဒီမနဲ့တော့အပြေရှာရတော့မီဖွင့်ပြောမလို့ပါပဲထားရမရဲလို့ပါဗျာကျွန်တော်ဖွင့်ပြောလိုက်ရင်ခင်စိတ်ဆိုးမှာဆိုလို့ကျောင်းမိတ်ခန်ကြီးခင်မပြန်မီဒီမနဲ့ကကျွန်တော်ဖွင့်ပြောမလို့ဆုံးဖြတ်ပြီးလာတာဗျာဒါပေမဲ့ကျွန်တော်တက်တည်နေပြီးမပြောလိုက်ရဘူးအဲ့ဒီနေ့ကိုများထားမှတ်မိမလားမသိဘူးထထသည်အံဩတကြီးသူဝေးမှရှောက်လာတော့ကိုမုံသားကိုမော့ကြည့်ရင်မှတ်မိတာပေါ့ရှင်အံဩပါရဲ့ ဲ့ဒီလုံကကိုမုံသားဖွင့်ပြောတော့မှာပဲလို့ခင်ကထားကိုပြောပြီးသားဟေးဟုတ်လားခင်ရင်မိတယ်ဟုတ်လားဒီလိုဆိုရင်ကျွန်တော်ဖွင့်ပြောရင်ခင်ဘလို့ဖြစ်မလဲရင်ထားတည်လားတည်တာပေါ့ရှင်ခင်ကထားလို့နဲ့တိုင်ပင်ပြီးသားပါတကယ်လို့ကိုမုံသားကသာအဲ့ဒီမနေ့ကဖွင့်ပြောရင်သူခေါင်းငိတ်လိုက်မှာပဲတဲ့ဒါပေမဲ့ကိုရောချောကတလွဲငော်ပြီးပုံဆွဲဖို့ခွင့်တောင်းတော့သူခမညာမျောလင့်ထားတာဖြစ်မလားလို့ ရှက်လဲရှက်ရင်းလဲမောပြီးမပြန်ငင်မျက်ရည်တွေကျသွားရသေးတာတကယ်ပဲလားရင် သူတကယ်ကျွန်တော်ကိုချစ်တယ်နော်ကိုမုံသားတန်းကြီးတုံ့ရွေ့လာ၏ပကံလန်းသူချူကန်ဤတွင်ကိုမုံသားသည်အင်္ဂရီမဆောင်နိုင်မဲထားဤရှိသူသွားရခါအငမ်းမရမိမိ၏ထားသည်ပထမလက်များပင်သွားမိ၏တကယ်ပေါ့ရှင်မယုံရင်ခင်သိငိုင်းသွားမိပေါ့ကိုဘာသာကိုတတ်တည်နေခဲ့ပြီးအခုတော့လူပြိုကြီးဖြစ်ပြီးတသက်လုံးသာလွမ်းတော့ဟုတ်ပါသည် ကိုမုံသားတသက်လုံးလွမ်းရပါသည်ဤတက်ကတို့မှကျင်းလည်နေရတိုင်းလွမ်းရပါတော့မည်ကိုမုံသားသည်လက်ဖက်ရည်စပွဲတွင်မောဟိုင်းဟိုင်းဖြင့်ထိုင်ငိုင်နေမိသည် သူ့နားလာရက်ပြီးသူရှိရှိပကံထဲသို့ကော်ဖီငှဲ့ပေးနေသောမိခင်ကိုမော့ကြည့်ကမမျိုးတိတ်နိုင်တော့ပဲမိခင်ခါကိုဖဲ့၍ခေါင်းကိုကွက်ပြီးလင်ချုံဝဲချငူချလိုက်နေတော့သည်ရှုမဝမဂဇင်းအတွဲ25 1992ဖေဖော်ဝါရီလ နားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးများ၏တင်ပါတယ်ရှင်